အဲ့လိုနေရာမှာဒါအကုန်လုံးကဒါတပ်ဖွဲ့တွေပူပေါင်းပြီးတော့တင်ပိုက်ထားခဲ့တဲ့နေရာမို့လို့လာရှိုးလိုမျိုးဒါလွယ်လွယ်ကူကူပြတ်မပွေဘူးတဲ့ပဲအဲ့ဒါကြောင့်သူတို့တွေဘလောက်အချင်းနေဆိုးသွားလဲဆိုတော့တဲ့စစ်တပ်ကနောက်ဆုတ်ပြီးတော့ထွက်ပြေးတာအလောင်းတော့မကောင်းနိုင်ဘူးတဲ့စစ်တပ်မကောင်းနိုင်တဲ့အလောင်းတွေရခိုင်မှာတပုံကြီးရှိတယ်တကယ်ပြောတော့ င်္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာ၂ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိတဲ့သတင်းကောင်းတွေရှိတယ်ပေါ့နော်ပြီးတော့ဒါမင်းအွန်လိုင်းရဲ့အယူွက်တွေလည်းရှိတာပေါ့လေနော်အဲအဲ့တော့ဒါကျွန်တော်တို့ဒါခွန်အားဖြစ်စေမယ့်အကြောင်းတွေလည်းပါသလိုပြီးရင်ကျွန်တော်တို့ဒါအတူတူပါဝင်ပူးပေါင်းပြီးတော့လှုပ်ဆောင်ရမယ့်ဟာတွေကိုတက်နိုင်တဲ့အပိုင်းတွေမှာလှုပ်ဆောင်ရမယ့်ဟာတွေလည်းပါတာပေါ့လေနော်ပထမဆုံးတော့ဒါစစ်ကောင်စီကဒါဘကိုးတိုင်းဗရောင်းမြို့နယ်တဲ့ကစီးရေးလှုပ်ရှားတာတွေပြန်ပြီးတော့လှုပ်လာတယ်အဲကာဖာစာ16ရဲ့ကာကင်းစကန်ဖြစ်တဲ့ဒီ0.63လုံးစကန် ဲ6သုံးလုံးစခန်းကိုဒါအေရသိမ့်ပိုက်ပြီးတဲ့နောက်မှာဗောနော်စစ်ကောင်စီဘက်ကဒီနေရာကိုပြန်ရဖို့အတွက်ဒါထိုးစစ်စင်တာတွေတောက်လျှောက်လုပ်ခဲ့တယ်စစ်ကြောင်းတွေတောက်လျှောက်လွတ်ခဲ့တယ်အင်အားကိုယာနဲ့ချီဗောနော်200လွတ်လိုက်100လွတ်လိုက်300လွတ်လိုက်ဒါမျိုးပုံစံမျိုးနေနဲ့စစ်ကြောင်းတွေကိုခွဲပြီးတော့လွတ်လိုက်တကြောင်းနဲ့လွတ်လိုက်ဒါမျိုးပုံစံမျိုးတွေလွတ်နေတာအခုလဲအဲ့စစ်ကြောင်းတွေဒါစစ်ကြောင်းလိုက်ပျောက်ကုန်မြန်နေစစ်ကြောင်းလိုက်ဖြုတ်ခံရတယ်ဘာဖြစ်လို့ဒီလောက်ထိစစ်ကြောင်းတွေတောက်လျှောက်လွတ်နေရလဲဆိုတော့ဒီနေရာကိုပြန်ရယူဖို့အတွက်စစ်ကောင်စီအရန်ရေးကြည့်တယ်ဘာကြောင့်လဲဆိုတော့ဒီ0.63လုံးစခန်းဆိုတာက ာဘာသာ16ရဲ့ကာကင်းစကန်တစ်ခုဖြစ်တယ်။အဲ့ဒီကာကင်းစကန်တစ်ခုကိုလက်လွတ်ပြီးရတဲ့အချိန်မှာနောက်ထပ်စကန်တစ်ခုလည်းဒါပါသွားရှိသေးရပါဘောနော်။အဲ့ဒီအကြောင်းလည်းပြောပြ။အဲအဲ့လိုမျိုးဆိုတော့ဒါစိတ်ကောင်းစီဘက်ကဒီနေရာကိုပြန်ရဖို့အတွက်အသေးတန်စစ်ကြောင်းနေလွတ်တယ်။အဲကာဘာသာဆိုတာလည်းသူတို့အတွက်အရေးကြီးတယ်ဗျာ။အဲဒီစက်ယုံတွေကနေပြီးတော့သူတို့ဒါလက်နက်ခဲရန်တွေတောက်လျှောက်ထုတ်လုပ်ဖို့လိုတယ်။အခုလိုမျိုးသူတို့အတွက်အရေးပေါ်အရေးကြီးချိန်ဖြစ်နေတဲ့အချိန်မျိုးမှာ လက်နက်တွေခဲရန်တွေဘုံသေးတွေဒါတွေကသူ့အတွက်အရန်လိုအပ်တယ်လက်နက်ကလည်းလိုအပ်တယ်ဘာလို့လဲဆိုတော့ PDF တပ်ဖွဲ့တွေကတောက်လျှောက်လက်နက်တွေပါသိမ်းနေတာဖြစ်တဲ့အတွက် PDF တပ်ဖွဲ့တွေကိုအလင်းမီပို့ဆောင်ပေးဖို့အတွက်လက်နက်တွေများများထုတ်နိုင်မှုလည်းလိုသေးတယ်ပေါ့နော်ငါတို့ကတော့ဒါပြည်သူလူထုကိုဘုံကျဲတပ်ဖြတ်ဖို့အဲဒီဘုံသေးထုတ်လုပ်တာတွေလည်းဒီကပ္ပစတွေကနေပဲတောက်လျှောက်ထုတ်တယ်အဲကြအဲကပ္ပစတွေအနည်းကိုဒီထိုးစစ်တွေရောက်လာတာဖြစ်တဲ့အတွက်ဒီကာကင်းစကန်ကုန်းတွေကိုပြန်ပြီးအသေးအံရယူဖို့ကြိုးစားလာတယ်။အဲ့လိုအပြင်ဘာပေါ့နော်သူကဒီစက်ရုံတွေအတိုက်မခံရအောင်လို့သူကအင်အားဖြစ်တင်းတာတွေ ပြန်အဲ့ကပ္ပစဆက်ယုံနေဘေးနားမှာကာကင်းစကန်အစ်တစ်တွေဆောက်လုတာတွေပြီးတော့ခံစစ်ပြင်တာတွေပြီးရင်ခဲအရိတ်ခါဖြစ်တင်တာတွေသူဇက်တိုက်ကိုလှုပ်တယ်ပေါ့နော်အဲ့လိုလှုပ်ပြတာနဲ့သူကအတင်းဖြစ်လောက်ပြီဆိုတော့နေထားရောက်ပြီဆိုရင်ထပ်ပြီးတော့စစ်ကြောင်းထိုးတယ်အဲ့လိုစစ်ကြောင်းထိုးရင်အာခတ်တော်အေနဲ့ဒါပူအောင်တပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတော့ဂျာပြတ်တိုက်ခိုက်တယ်အဲ့လိုတိုက်ခိုက်တဲ့ခါကျရင်အလောင်းတော့မဆွဲနိုင်ပဲနဲ့ထွက်ပြေးရတာရှိတယ်အဲ့လိုမျိုးပဲဒေါက်ရှော့ဒေါက်ရှော့ဒီတန်တရာကြီးကိုဒီကောင်နေလဲနေတာ အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲသူတို့တွေဆစ်ချောင်းထိုးလာလိုက်တေးလိုက်ပြန်ပြေးလိုက်အဲပြီးရင်ထပ်ပြီးတော့ဆုပ်ဖွဲ့လိုက်ဆစ်ချောင်းထိုးလာလိုက်ဒါမျိုးပုံစံမျိုးတွေလုပ်နေတာဗောနော်အဲ့တော့အဲ့လိုမျိုးဆစ်ချောင်းတွေတောက်လျှောက်ထိုးနေပေမဲ့ထိုးတိုင်းပျောက်ပျောက်သွားတာတော့မတက်နိုင်ဘူးဗောနော်ထိုးပျောက်ဆစ်ချောင်းတွေထိုးတိုင်းပျောက်ပျောက်သွားတာဗောနော်အဲ့တော့ဆစ်ကောင်စီကဒီ point 63လုံးစကန်းကိုပြန်ရဖို့ထိုးစစ်ဆင်နေတာတွေဆစ်ချောင်းတွေလွတ်နေတာတွေကကာလာတစ်ခုတော့ကြာပြီဘာဖြစ်လို့လဲဆိုတော့ဒီစကန်းအခတ်တော် A ကတိမ့်ပိုက်ပြီးတဲ့ချင်းချင်းမှာပဲဗောနော်တိမ့်ပိုက်ပြီးချင်းချင်းမှာပဲဆစ်ကောင်စီကတောက်လျှောက်ဆစ်ချောင်းတွေလွတ်တာ အဲ့လိုမျိုးလွတ်နေတဲ့ဒီစကန်အခုချိန်ထိလည်းသူတို့မရသေးဘူးအဲ့ဒီစကန်ကိုမရတဲ့အပြင်ပေါ့နော်ဟိုကတံပြန်ထိုးချက်ပြန်လုတ်လိုက်တဲ့ခါကျတော့အဲ့စကန်ကိုအဓိကထောက်ပံ့ပေးနေတဲ့နောက်ထပ်စကန်ကုန်းတွေပါပါကုန်ထောက်ဖို့စကန်လေးပေါ့နော်အဲ့ကုန်းတွေပါဒါလမ်းကြောင်းဝင်တိုက်ပါဟိုနေ့ရလေပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပြန်တိုက်ပါ24ရက်နေ့မှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့နောက်ထပ်စကန်တစ်ခုကိုစစ်ကောင်စီဆက်ပြီးတော့ဆုံးရှုံးခဲ့ရအဲ့တော့ A ကလမ်းကြောင်းဝင်တိုက်တာပေါ့နော်အခုဒါကပ္ပဆဝင်းကျင်မှာတိုက်ပွဲတွေညှိနေတာမျိုးရှိတယ်တဲ့ အဲအေဘက်ကညင်နေတည်ရတိုင်းပဲသတိသာထားတော့ဗောနော်နားဆွင့်နေတော့ပဲဘာလို့လဲဆိုတော့ဒါတတော်များပြောကြရရှိတယ်စစ်ကောင်စီတဲကဒီအတွေ့အကြုံရှိတဲ့သူတွေဝါချင်းဗောနော်အရင်စစ်စစ်တပ်တတော်များများရှိတဲ့သူတွေဆိုလဲဒီအခြေအနေမျိုးတွေကိုသူတို့မကြိုက်ကြဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးညင်နေရင်သူတို့အရန်စိုးရိမ်ကြတယ်စိတ်ပူကြတယ်ဟာညင်နေရင်သတိထားတော့အဲ တော့ချင်းနေတွေကငြိမ့်နေတယ်တော့ဝငြိမ့်ဝငြိမ့်ဆိုသူတို့ကိစ္စမဖြစ်ဘူးအဲ့လိုမျိုးငြိမ့်နေပြီဆိုရင်သူတို့တခုခုခံစားရတော့မယ်သူတို့သိနေတယ်ပေါ့နော်မသိစိတ်ကကွာလှုပ်စော်နေတာအဲ့လိုမျိုးပေါ့အဲဒါကြောင့်မလို့ဒါစိတ်ကောင်းစီဘက်ကအင်အားစုဖွဲ့ပြီးတော့ထိုးစစ်ပြင်တာမျိုးတွေတော့လုပ်နေတယ်ကပ္ပစာ16ကပေါ့နော်ထူးခြားတာကကပ္ပစာ16ကဒီပစ္စည်းတချို့ကိုလည်းဒီရွှေ့ပြောင်းနေတဲ့ပုံစံမျိုးတွေသိရတယ်ပေါ့နော်အဲ့တော့ ဈေးကောင်စီကဒီနေရာတွေကိုလက်လွတ်ရပြီဆိုရင်တော့မှပဲထပ်ပြီးတော့ဒီထုတ်လုပ်ရေးလုပ်ငန်းတွေဆက်ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ကလည်းပြင်ဆင်နေတဲ့ပုံစံမျိုးတော့တွေ့ရဒါပေမဲ့အဲ့ဟာကလွယ်ကူတာမဟုတ်ဘူးဒီဟာတွေကိုအကလုံးစုံရွှေ့ပြောင်းနိုင်ဖို့အတွက်ကသူတို့ဒီလက်ရှိကြုံနေရတဲ့ကျက်တဲနေတဲ့အခြေအနေတော်တဲမှာလွယ်လွယ်ကူကူရွှေ့ပြောင်းနိုင်ဖို့ကလည်းဒါခက်ခဲနေမြေပေါ့နော်ဒါပေမဲ့လည်းစစ်ကောင်စီကတည့်ရတိုင်းမဖြစ်ဖြစ်တဲ့ပုံစံမျိုးနဲ့တော့သူတို့ကသူတို့အတွက်အရေးကြုံလာပြီဆိုရင်သူတို့နှီးမျိုးစုံတုံးပါပဲ တော့ဒါကလည်းကြိုတင်စဉ်းစားရမယ့်ဟာဖြစ်တယ်ဗောနော်အဲ့တော့ပစ္စည်းတချို့ကိုရွှေ့ပြောင်းနေတာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒီကောင်းနေกว่าအဲ့တော့မတုံချောင်းကြေးရွာနီးမှာတိုက်ပွဲဖြစ်တယ်နေလဲကြားနေရတယ်စစ်ကောင်စီဘက်ကဝိုင်းထရဲနဲ့ဘုံကျဲတာတွေလှုပ်တယ်လို့တဲ့ဒါကင်းထောက်လင်းနေနေပြန်ဝဲကင်းထောက်တာတွေလည်းရှိတယ်ကာဘာစာ16ဆက်ယုံကိုစစ်ကောင်စီကစစ်ကားတွေနဲ့ဒီရက်တော်တွင်းမှာကိုပဲနောက်ထပ်အင်အား200 200လောက်ထပ်ပြီးတော့ဖြည့်ထားတယ်ဗောနော်အဲ့တော့ဒါရှမ်းမြောက်ဘက်ချမ်းမှာသူအနေနဲ့ဒါအပြည့်ရက်လိုက်ပြီးဖြစ်တဲ့အတွက်ဗောနော် အာရခတက်တော့ AA ကိုထပ်ပြီးတော့ဒီရက်ပိုင်းထဲမှာပို့ပြီးဖိလာနိုင်မယ်။အင်းစစ်ကြောင်းတွေပို့ပြီးထိုးလာလိမ့်မယ်လို့လည်းဒါယူဆရတယ်ဗောနော်။အဲ့တော့တိုက်ပွဲတွေကကပ္ပစာ16နဲ့0.63လုံးစက္ကန့်ကြားတဲ့ကဒါမတုံချေးရွာနားမှာတိုက်ပွဲတွေဖြစ်နေတာ။အဲ့တော့ဒီမတုံချေးရွာဆိုတာကလည်းဒီကပ္ပစာ16နဲ့ဒါ3လိမ့်မိုင်လောက်ပဲဝေးတာ။အဲ့ဆိုတော့စစ်ကောင်စီကဒီမတုံချေးရွာနားမှာကိုပဲနောက်ထပ်ကာကင်းစက္ကန့်အစ်စ်တွေထပ်ပြီးတော့စောက်တယ်။အဲ့ပြီးရင်ဒီအင်အားတိုးတာတွေအင်အားဖြစ်တင်းတာတွေတောက်လျှောက်လုပ်တယ်စက္ကန့်အစ်စ်တွေစောက်တယ်။ အဲပြီးတော့ဒီကပ္ပစာ16နာကဒေတာကန်ဒီကိုလည်းဒါအပြင်ကိုထွက်ခွင့်မပေးတော့ဘဲနဲ့ပိတ်ပင်တာတွေတားဆီးတာတွေစပြီးတော့လှုပ်လာနေပြီဆိုပြီးတော့သိရတယ်ဒီလိုမျိုးလှုပ်တာကလည်းလူတို့ကိုတေးကြတဲ့ဒါက၆ဖြူမှလိုပဲစစ်တွေမှလိုပဲပေါ့နော်ဒီနေရာတွေမှာလူတို့မရှိတော့ဘူးဆိုရင်အွန်လိုင်းကျင်းလိုက်တဲ့ဒလဟောဝင်ချတာမှာလူတို့သာမရှိဘူးဆိုရင်လူတို့ကိုငဲ့ညာစရာမလိုတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုရင်ဒလိုင်းတက်ဖွဲ့တွေကအတကုံကျုံးပါ အဲ့ဒါကြောင့်မလို့စစ်ကောင်စီကလည်းဒီလူတို့ကိုလူသားတိုင်းပုံစံမျိုးနဲ့ထားထားတာတစားကံပုံစံမျိုးနဲ့ထားထားတာအခုအဲ့လိုပုံစံမျိုးတွေစပြီးတော့မြင်တွေ့နေရပြီအဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါဘေးလူရတွေဒါတေချာဒါပြင်ဆင်ထားကြဖို့လိုတယ်ပေါ့နော်ဆိုလိုတာကဒီတိုက်ပွဲတန်တွေကိုအမြဲတမ်းနားဆွင့်နေပြီးတော့ဒါဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ဒီဆက်သွယ်ပြောဆိုမှုတွေဒါမှမဟုတ်လေဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ထုတ်ပြန်မှုတွေဒီဥစ္စာတွေကိုဂိူးဆိုင်နားဆွင့်ကြဖို့လည်းလိုတယ်ပေါ့နော်တိုက်ပွဲကတော့တေချာတဲ့တက်ဖွဲ့တွေကတော့ဒါလုံးဝသတင်းပေါက်ကြားမှာဆိုတဲ့အတွက်ဒီလိုမျိုးကြီး ထပြီးတော့ကြီးညာပြလိုက်မှာတော့မဟုတ်ဘူး။ဒါပေမဲ့လက်တလောကြုံနေရတဲ့အခြေအနေကဒါကြောင့်နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေဆိုရင်စစ်ဘေးတံကိုတောက်လျှောက်ဒါခံစားနေရတာဖြစ်တဲ့အတွက်ပေါ့နော်။ဒီဥစ္စာတွေကိုအမြဲတမ်းမှနားဆွနေစေခြင်းနဲ့အဓိကတော့အရေးအကဲတွေကြည့်ပြီးတော့ပေါ့နော်။စိတ်ရိတ်စိတ်ငွေတွေမြင်တွေ့လာရပြီဆိုတာနဲ့ကိုပါလို့ရမလဲဆိုတဲ့ဟာတွေကိုချုပ်တင်ပြီးတော့ပြင်ဆင်ထားကြစေခြင်းနဲ့စစ်ကောင်စီကတော့တေးကြတယ်။အဲ့လိုအခြေအနေမျိုးသူတို့ကြုံပြီဆိုတာနဲ့ဒီပြည်သူလူထုကိုဒါလုံးဝတစားကန်ပုံစံမျိုးတွေသူတို့တေးချပေါက်လုပ်လိမ့်မယ်။ ရှေ့တန်းလိုနေရာမျိုးတွေပေါ့နော်ရှေ့တန်းဆိုပေမဲ့တို့အတွက်ကအကုန်လုံးရှေ့တန်းဖြစ်နေအခုချင်းနေရအဲကြအဲ့လိုနေရာမျိုးတွေကိုစစ်ကြောင်းသွားပြီဆိုရင်တော့မှပဲရှေ့ကနေပြီးတော့ပြည်သူတွေကိုတရားခံပုံစံမျိုးနဲ့အမြဲတမ်းခေါ်ခေါ်သွားတာတွေရှိတာ哦အဲကြအဲ့လိုမျိုးပုံစံမျိုးတွေလှုပ်လာတဲ့ခါကျရင်ပြည်သူတွေဒုက္ခရောက်မှာဆိုတဲ့အတွက် အဲဒီတော်လိုင်းတက်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေဆိုလဲနားဆွေးညပါဆိုပြီးတော့ဒါပြောချင်တယ်ဗောနော်အဲ့တော့ဘကိုးတိုင်းအုပ်ရှိပင်မြို့မှာကာပါစ9 6 9 16၄ခုလောက်နော်အဲ့၄ခုရှိတယ်အဲ့တော့အရကတက်တော်အိမ်နဲ့ပြည်တဲ့တက်ဖွဲ့တွေရဲ့ထိုးစစ်ကဒီကာပါစတွေရဲ့အနီးနားကိုတဖြည်းဖြည်းနဲ့ကတ်လာနေပြီရောက်လာနေပြီဗောနော်အဲ့တော့တံပြန်ထိုးစစ်ပဲပြောပြောထိုးစစ်ပဲပြောပြောဗောနော်ဒီလိုချင်းနေမြို့ကတော့ရုပ်ပြည်သူတွေရဲ့အကြိုက်ပဲဗောနော်ပြည်သူရဲ့ ဒါမျောလင်းနေတဲ့အရာတွေဖြစ်တယ်ဒီကပ္ပစတွေကစစ်ကောင်စီကအရန်ဒုက္ခပေးတဲ့ကောင်တွေဖြစ်တာပေါ့နော်အဲဒါကြတော့ဒီကပ္ပစ6နဲ့16ကိုခုလက်တော့မှာဒေါ်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ပေါ့နော်ထိုးလာတယ်ပြောရရင်တော့စစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့ထိုးစစ်တွေအချိန်မြင့်လာနိုင်ကြလေရှိတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါပြည်သူတွေနေနဲ့ဂရုစိုက်ကြဖို့လိုပါတယ်နောက်ထပ်သတင်းတစ်ခုကလည်းစစ်ကြောင်းလိုက်ပျောက်သွားတဲ့သတင်းကိုပဲထပ်ပြောမယ်အဲ့ဒါကလည်းကြောက်ဖြူမှာဒါအခါတက်တော့အေနဲ့ဖြစ်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့မှာဒါလုံးဝစစ်ကောင်စီကဒီအခါတက်တော့အေရဲ့နီးပြူပါတွေကိုသူခံမလို့မရဘူးဖြစ်နေတာ နီးပြူကဘလောက်ကောင်းလဲဆိုတော့ဗောနော်စစ်ကောင်စီအမြဲတမ်းမှသူတို့ကသူတို့ပါတွေးလဲဆိုတော့ဒီပျောက်ကြားစစ်ပျောက်ကြားစစ်နဲ့ပတ်သက်လို့ဟုတ်တယ်နိုင်ငံတကာမှာရောတခြားနေရာတွေမှာရောဒီပျောက်ကြားစစ်ကအရန်ထိရောက်ခဲ့တယ်ဒါပေမဲ့စစ်ကောင်စီကလည်းအဲ့ပျောက်ကြားစစ်နဲ့အတိုက်ခံရတာကိုပဲသူကနှစ်ပေါင်းများစွာကြာခဲ့ပြီအဲ့တော့ပျောက်ကြားစစ်အပြင်မှာသူကတံပြန်ပျောက်ကြားဘလို့လှုပ်ဆောင်အောင်မလဲဆိုတဲ့ဟာကိုလည်းသူနှစ်ပေါင်းများစွာနှစ်နဲ့ချီပြီးတော့သူကတိရှိနေတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးအဖွဲ့အစည်းမျိုးကိုပဲလုံးဝခတ်မှန်းလို့မရအောင်နှီးပြူကမျိုးစုံတုံးပြီးတော့ လုံးဝမမျော်လင့်ထားတဲ့ပုံစံမျိုးတွေနဲ့ကြီးပဲတိုက်နေတဲ့အာရခတက်တော်အေးကိုတော့တကယ်ကြီးကြီးလေးစားရတယ်စစ်ကောင်စီတော်တော်ကိုပြတုံနေတာပေါ့နော်ဘလို့မှကိုသူ့အတွက်အဆင်မပြေဘူးဖြစ်နေတာအဲ့တော့ဒီကြောက်ဖြူတိုက်ပွဲတွေကပုံမူပြီးတော့ပြင်းထန်လာနေတယ်စစ်တပ်ကအကြဆုံးများနေတယ်ကြီးရလေ drone လက်နက်ကြီးအမြောက်အကုန်သုံးပြီးတိုက်တာမြေပြင်ကနေစစ်ကြောင်းအဲ့လိုထိုးတာအပေါ်ကနေပြလာလေရင်လည်းပြစ်တာပဲပြင်ဒါ navy နဲ့လည်းစော်တာပဲပေါ့နော်ပြင် drone နဲ့လာတယ် drone ဆိုလည်းသူတို့သိရတဲ့အတိုင်းပဲ ဒီလောကနိပညာမြင့်နိပညာမြင့်လောကသူ့အဖေနိုင်ငံနေစီကမြင့်တောင်းထားတဲ့ဟာတွေဝယ်ထားတဲ့ဟာတွေအဲဥစ္စာတွေနဲ့ပဲသူတို့တုံးတာပဲပြီးတာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးတယ်အဲ့ထိုးတဲ့စစ်ကြောင်းဘလို့မှရှိမရဘူးဖြစ်နေတာထိုးသမျှအကုန်လုံးကုန်နေတာတကယ်ထိုးပြောက်တွေဖြစ်နေတာဗောနော်အဲ့တော့ကျတော့ဒီ31ရက်နေ့မှာ အဲ့တို့အင်အား100ကျော်နဲ့ဒီတန်းချောင်းကြေးရွာကိုနောက်ထပ်စစ်ကြောင်းထိုးတယ်။ရှေ့မှာလည်းစစ်ကြောင်းတွေထိုးခဲ့တယ်နော်။အဲဒီစစ်ကြောင်းတွေထိုးတဲ့ချိန်တုန်းကလည်းအခါတက်တော့အေကဆယ်ယောက်တချင်းပုံစံမျိုးနဲ့မြုပ်ပေးနေရအများကြီးပေါ့နော်။အခုလည်းအဲ့လိုပုံစံမျိုးနဲ့သူတို့ကဒီဒီတန်းချောင်းကြေးရွာဘက်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးတယ်။အဲ့စစ်ကြောင်းကဒါဇိုင်းချောင်းကြေးရွာနားမှာပေါ့နော်။အပြတ်သက်ချိန်မုန်းခံလိုက်ရတယ်။အပြတ်သက် အပြတ်သက်ဆုံးမတော့ဗျာအကုန်အပြတ်အကုန်သက်ပါတော့အဲ့လိုပုံစံမျိုးနဲ့ချိန်မိုးခံလိုက်ရတယ်ဗောနော်နောက်ထပ်စစ်ကြောင်းတစ်ခုရှိတယ်အဲ့ဒါကလည်းရဲတရင်32ကနေပြီးအင်ရန်တရားနဲ့ပဲအင်ရန်တရားနဲ့ပဲသူကဇိုင်းချောင်းကိုကြော်ပြီးတော့စစ်ကြောင်းထိုးလာတာခုနကတော့ဇိုင်းချောင်းသားမှာဖြစ်တာဗောနော်သူကတိုင်းချောင်းကနေကြော်လာပြီးတော့ဇိုင်းချောင်းကြီးရောင်းနောက်မှာခုနကတော့အကင်ခံလိုက်ရတယ်စစ်ကြောင်းကြောင်းအဲအခုဒါရဲတရင်32ကကြတော့ဒီဇိုင်းချောင်းကနေကြော်လာပြီးတော့ဒါကားလန်တစ်လျှောက်မှာစောင့်နေတဲ့ဇိုင်းချောင်းကိုတော့ကြော်သွားတယ်ဗောကားလန်တစ်လျှောက်မှာစောင့်နေတာအားကတော်တော်အေကပြင်းလာ ြင်းတာလောကခုနလိုပဲအပြတ်တက်ပြင်းတာအပြတ်တွေအသက်တွေအဲ့လိုမျိုးတွေပြင်းပြစ်တာပေါ့နော်အဲ့ဒါကြောင့်သူတို့တွေဘလောက်အချင်းနေဆိုးသွားလဲဆိုတော့တဲ့စစ်တပ်ကနောက်ဆုတ်ပြီးတော့ထွက်ပြေးတာအလောင်းတော့မကောင်းနိုင်ဘူးတဲ့စစ်တပ်မကောင်းနိုင်တဲ့အလောင်းတွေရခိုင်မှာတပိုးကြီးရှိတယ်တကယ်ပြောတာအဲ့ဒါမညာဘူးအဲ့ဒီရခိုင်မှာတာဝန်ကျတဲ့သူတွေတာဝန်ကျဘူးတဲ့သူတွေပေါ့နော်ဒီအဲ့သူတွေတဲကစီဒီယံလောက်လာတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီသူတွေကပြောပြချက်ကသူတို့ရဲ့စစ်တပ်တွေအများကြီးရှိတယ်။တချို့ဆိုရင်ဒါစစ်တပ်25 30ဒါမျိုးပုံစံမျိုးတွေနဲ့ဒါတက်ချက်တွေတက်ချက်ကြီးရှိတယ်။ တို့ဘွားမှာသူကဒီအေရှိတဲ့ဒီရခိုင်ဘက်ကိုလည်းတို့စစ်စင်ထိုးဘူးတယ်။ကရင်ဘက်လည်းတို့ထိုးဘူးတယ်။အဲပြီးရင်ဒါကချင်ဘက်လည်းတို့ထိုးဘူးကြတယ်ဗောနော်။ဒါပေမဲ့ဟိုတခြားဟိုင်းနဲ့ရှင်ပြီးပြောတာမဟုတ်ဘူးသူတို့ဘဝမှာသူတို့အကြောက်ဆုံးသူတို့အခက်ခဲဆုံးဖြစ်ခဲ့တဲ့စစ်စင်ကြီးကိုမေ့ကြည့်လိုက်အဲ့ဒါခိုင်ဘက်ပဲဒါခိုင်ဘက်ပဲအာကျွန်တော်စစ်တပ်နဲ့ဒါကတော့ဒီအသက်အရွယ်ပိုင်းခြားဒါမှမဟုတ်လေထိုးရတဲ့နှစ်အရေအတွက်အပိုင်းခြားပေါ်မှာတော့မူတည်ရင်မူတည်လိမ့်မယ်ပေါ့နော်ဒါပေမဲ့သိကြတယ်သူတို့အကြောက်ဆုံးကအခက်တော့အေးပဲဘာလို့သူခံမှန်းလို့မရလို့တဲ့လုံးဝခံမှန်းလို့မရဘူး ဘာလုပ်မယ်ဆိုတာလည်းခံမှန်းလို့မရဘူးဘသူကဘာဆိုတာလည်းခံမှန်းလို့မရဘူးကလေးမို့လို့လည်းအထင်သေးလို့မရဘူးလူကြီးမို့လို့လည်းအဲ့ဒါကကလေးရောလူကြီးရောဘလောက်တောင်မှစည်းလုံးနေတည်းလဲဆိုတဲ့ဟာကိုဒါမျိုးဝါထင်နေသူတို့တွေ့ကြရအဲ့ဒါကြောင့်မလို့ကြောက်ကြီးပန်းပြီးတော့ ဖက်ပြရတဲ့စစ်သားတွေလည်းမနေဘူးအခုဆိုရင်ကိုပဲကြည့်ဒါအေးအတန်ကြားတာနဲ့ပြေးတဲ့ဒါဒီရခိုင်ကိုပို့ခံရတာအမှန်တော့အေးအတန်ကြားတာပေါ့နော်ရခိုင်ကိုပို့ခံရလို့ PDS ကိုအလင်းဝင်လာတယ်ကလေးမျိုးဆက်သွေး6ကနေပြောတက်ကြက်တူးရှိတယ်နှစ်ရက်နဲ့နှစ်ရက်နဲ့လက်နဲ့တော့မပါဘူးပေါ့နော်လက်နဲ့မပါရင်လည်းလက်ခံပါတယ်ဒါပေမဲ့လက်နဲ့ပါခဲ့ရင်တော့ပိုကောင်းတယ်ပေါ့နော် ာတခြားကြောင့်ပြောမဟုတ်ဒီထွက်ပြေးလာတဲ့ဒီစစ်သားအတွက်လည်းပါတယ်ပြီးရင်ဒါဒီဘက်ကဒေါ်လိုင်းတက်ဖွဲ့အတွက်လည်းအကျိုးရှိတယ်ဗောနော်လက်နက်ကဒေါ်လိုင်းတက်ဖွဲ့ပြန်သုံးလို့ရတယ်သူ့အတွက်ကြလည်းစုချင်းငွေရတယ်ဗောနော်ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်သူကတေးကြတယ်ရခိုင်ကိုပို့ခန်းမှာဆိုလို့ထွက်ပြေးလာတာအဲ့ကျွန်တော်ပြောတာမလုံဘူးအာခတ်တတော် A ရဲ့အတန်ကိုကြားတာနဲ့တင်ကိုပဲဗောနော်အခုလိုမျိုးထွက်ပြေးမဲ့စစ်သားတွေကအများကြီးရှိတယ် အာဟိုကလှမ်းអော်လိုက်တာ ਨੇ ရောက်ွားလို့ရေးစွာ ਨੇ ပြေးတော့မယ်ဆိုတဲ့အဖွဲ့လေးရှိမှာပေါ့နော်အဲ့တော့ကြောင့်မလို့လဲတွတ်တိုက်ခိုင်းတဲ့အချိန်မှာမတိုက်တော့ဘဲနဲ့ထွက်ပြေးကြတဲ့စစ်သားတွေကအများကြီးရှိတယ်အဲ့လိုမျိုးအခြေအနေတွေသာအများကြီးဖန်တီးနိုင်နေဆိုရင်စစ်ကောင်စီကဘလောက်ပဲလူအင်အားရှိရှိမြေပြင်မှာတိုက်ပေးမဲ့သူမရှိတော့အဲ့လိုမျိုးမရှိတော့တဲ့အခြေအနေကြရင်သူတို့နိုင်စရာအကြောင်းရှိတော့ပေါ့နော်အခက်တတော်အေကအဲ့တိုင်းကျုံနေတာပြီးတော့အခုအဲ့အခက်တတော်အေနဲ့လက်တွဲပြီးတော့တိုက်နေတဲ့ PDF တွေအများကြီးရှိလာပြီအဲ့ PDF တွေကလည်းအေးပေါင်းစားတွေဖြစ်လာမှာတကယ်အခုသူတို့ရဲ့ သူတို့ ਨੇ ပြောရတဲ့ဟာတွေအမှုရာတွေအပြောဆိုတွေသူတို့ရဲ့စဉ်းစားပုံ တွေးခေါ်ပုံဒါတွေကအစပေါ့နော်လုံးဝကျွတ်စင်ကြီးတယ်တကယ်ပြောတာမယုံမရှိနဲ့အခုဆိုရင်ဒါ AR မကွေးပကိုးဒီနေရာတွေမှာ A နဲ့ဒူလက်တွဲပြီးတိုက်ပွဲဝင်နေကြတဲ့ PDF တပ်ဖွဲ့ရှိတယ်တကယ် A ပေါ့စလေးတွေဖြစ်နေတာတကယ်အာတော်ယုံတန်ယုံဟိုဟာမျိုးလောက်နဲ့အဲသူတို့ရဲ့ဒီလုံချွေးထိခိုက်စေမဲ့စကားမျိုးဘယ်တော့မှမထွက်ဘူးတကယ်အခုတိုက်နေတာပဲနေ့စဉ်နဲ့မြန်တိုက်နေတာပဲစခိုင်းနေသိနေတော့ဒါကျွန်တော်ပြောပြရင်ဒါအဲ့လို လိုင်းပေါ်မတက်လာဘူးစကန်နေတိန်းတယ်အဲ့လိုပြောအရာဝတီထဲမှာပဲကြည်ကြည်မကွေးမှာပဲကြည်ကြည်ပကူးမှာပဲကြည်ကြည်စစ်ကြောင်းတွေပြုတ်တယ်စစ်ကောင်စီဘက်ကအလောင်းအလက်တွေရတယ်တတိမထွက်တော့ဘူးအဲ့လိုအဲဆိုချင်တာဒီဥစ္စာကလည်းစစ်နိုင်စေတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပေါ့လေနော်အဲ့တော့တပ်ဖွဲ့တွေကတကယ်ကိုအဲ့လိုပုံစံမျိုးလေးတွေဖြစ်လာတဲ့အခါမှာစစ်ကောင်စီကနောက်ဆိုရင်အေးအတန်ပြောနေအပီဒီအတန်ကြားရင်တော့ပြေးရမယ့်အဆင့်မျိုးတွေဖြစ်လာတော့မှာစစ်ကောင်စီဘက်ကဘာမှခံယူချက်မရှိဘူးလေသူတို့စစ်တိုက်ခိုင်းနေဆိုတဲ့ဟာကသူတို့အဖေအတွက်တိုက်ခိုင်းတာ ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတိုက်နေတယ်ဆိုတာကလူလူလွတ်မြောက်ဖို့အတွက်တိုက်နေတာတိုင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့အတွက်တိုက်နေတာဆရာအနာရှင်လုံးဝဒီစနစ်ကြီးပြတ်သုံးဖို့အတွက်တိုက်နေတာရည်မှန်းချက်ရှိတယ်ရည်ရွယ်ချက်ရှိတယ်စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ဒါပညာတတ်တွေဖြစ်တယ်လူငယ်တွေဖြစ်တယ်ဟောနော်ဟိုဘက်ကလူမျိုးပုံစံမျိုးတွေမဟုတ်ဘူးဟိုဘက်ကလုံးဝခံယူချက်မရှိဘူးသူတို့ဒီစစ်ပွဲကိုဘာကြောင့်တိုက်နေရသလဲဆိုတော့သူတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဘာမှမသိဘူးသူတို့ဘာမှမရှိဘူးသူတို့ဖေကခိုင်းလိုက်တဲ့ဟာကိုသူတို့လောက်ရမယ်ဆိုတဲ့ဟာလောက်ပဲသိတယ်ငါတို့ဒါကိုလုံးလိုက်လို့အသက်သေးချင်းတည်သွားမယ်ကွာဆိုတဲ့စိတ်မျိုးပဲသူတို့မွေးထားတာသူတို့မှရည်ရွယ်ချက် ခံယူချက်ဘာမှမရှိတော့အဲ့တော့ဒီလိုမျိုးစစ်ပွဲကတော့တေချာပေါ့တူတော်ရင်တပ်ဖွဲ့နိုင်တော့ဗောဗျာအားကတက်တော့အေးအတန်ကြားတာနဲ့လုံးဝကိုထွက်ပြေးနေရတဲ့စစ်သားတွေကအများကြီးရှိနေဦးမှာဖြစ်တယ်အဲ့လိုပဲဒါနီးပြူရတွေကောင်းတဲ့အတွက်ဗောနော်စစ်ကောင်စီကလုံးဝခံမှန်းလို့မရနိုင်တဲ့အတွက်အခုလိုကြီးရည်လေးအကုန်အစုံတုံးတာတောင်မှပဲစစ်ကြောင်းလိုက်ပျောက်တဲ့ဖြစ်စဉ်တွေကလည်းဇက်တိုက်ရှိနေဦးမှာဖြစ်တယ်လို့ပြောချင်တာဗောဗျာနောက်တစ်ခုကတော့ဒါမိုးကုန်းနဲ့မိုးမိတ်မှာ TNL ကပြန်ဆုတ်မယ်လို့သဘောတူထားပြီးတဲ့နောက်အမှုဒီလက်အောက်ခံတည်ရင်တပ်ဖွဲ့တွေအပြင်ပြီးအခြားမာမေးအင်အားစုတွေကစတင်ပြီးတော့ဖြန့်ကွဲနေရယူနေပြီဖြစ်တယ် လောကဒီပုံရိပ်တွေကိုလည်းမြင်ရတွေ့ရလိမ့်မယ်ပေါ့နော်အဓိကတော့ဒါမျိုးဟာတွေကဒါတပ်ဖွဲ့တွေကတောင်းယုံဆိုရင်ထုတ်ပြန်မဲ့ဟာတွေမဟုတ်ဘူးဗျဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေစိတ်သက်ကြမှာဆိုလို့ဒါမျိုးပုံစံမျိုးတွေတွေကသူတို့တွေဒါထုတ်ပြန်ပေးတာလို့ကျွန်တော်ယူဆရတယ်ပေါ့နော်အဲပုံမှန်ဆိုရင်တော့ဒါကိုယ့်ရဲ့တက်တီတက်လှုပ်ပုံစံမျိုးတွေကိုဘတ်တော့မှပြောမှာမဟုတ်ဘူးတပ်ဖွဲ့တွေလည်းဒီကာလအတိုင်းတာရောက်လာပြီးတဲ့အချိန်မှာစီးရေးစရာတွေကိုသူတို့နားလေတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုငဲ့တာကျွန်တော်တို့ပြည်သူတွေအတွက်ကြည်တယ် ကျေသူတွေစိတ်တကြသွားမှဆိုလို့မကြနဲ့ကျွန်တော်တို့ရှိသေးတယ်ကျွန်တော်တို့ကြုံးမှာကျွန်တော်တို့ဘလို့မျိုးခံယူချက်ထားရတယ်ကျွန်တော်တို့ဘလို့ဆုံးဖြတ်ထားတယ်ကျွန်တော်ပြည်သူတွေစိတ်တကြကြမလို့ကျွန်တော်တို့ရအောင်ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တို့လုတ်ပြတာပေါ့နော်အဲအကြောင်းမလို့ဒီသတင်းတွေထွက်ပေါ်လာတာဖြစ်တယ်အဲ့တော့ တချို့ကြောင့်လည်းဒါနဲ့ပတ်သက်လို့အပြစ်မြင်တာရှိတယ်ပြန်ပြီးတော့ဖြစ်တွေ့ပြီကျွန်တော်တို့အကောင်းမြင်တဲ့စိတ်တွေအရန်လိုအပ်တယ်ဒီကာလမှာအများအားမှကျွန်တော်တို့အဆင်မပြေတာတွေများတော့အဆိုးတွေပဲမြင်တယ်အဲ့တော့အဲ့အဆိုးတွေမြင်တဲ့ဟာတွေအပြစ်တင်တဲ့ဟာတွေကကျွန်တော်တို့တပ်ဖွဲ့တွေကိုကျွန်တော်တို့ကန်ထုတ်လိုက်တဲ့ပုံစံမျိုးတွေဖြစ်သွားစေလိမ့်မယ်ကျွန်တော်တို့ပြည်သူတွေအချင်းချင်းကန်ထုတ်လိုက်တဲ့ပုံစံမျိုးရန်သူဘက်ရောက်သွားအောင်တွန်းပို့လိုက်တဲ့ပုံစံမျိုးတွေလည်းဖြစ်လာစေလိမ့်မယ်အဲ့တော့ဒီကာလမှာကျွန်တော်ကတပ်ဖွဲ့ဝင်တွေရိမန်းချက်တူတဲ့သူတွေကြားတဲ့ချင်းချင်းကြားတဲ့မှာပေါ့နော်ဒီလိုအကောင်းမြင်တဲ့စိတ်လေးတွေကလိုအပ်တယ်ဖြစ်တွေ့လိုက်ဖို့အရန်ရေးကြည့်တယ်ပေါ့နော်ကျွန်တော်ဆိုအမြဲတမ်းအဲ့တိုင်းလေးပဲတွေးဖြစ်တယ်ပေါ့နော် ဒါကြောင့်နေမှာမှာဒီလိုကြောင့်ဟုတ်မှာပါတခါလေးကြာရင်လည်းအော် तू ကငါမမဟုတ်တာဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့ကအများကြီးဖြစ်တွေ့ပြနိုင်မှုလို့လေဒါမှပဲကျွန်တော်တို့ကအားအင်နေအပြစ်နဲ့ရှေ့ဆက်နိုင်မှာဖြစ်တယ်အလိုမကြတာတွေစိတ်ညစ်တာတွေစူးတာတွေဆဲတာတွေအပြစ်တင်တာတွေနဲ့ဆိုရင်ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့တပ်ဖွဲ့တွေလုံတင်လုံထိုက်တဲ့ဟာလုံနေတယ်ကျွန်တော်တို့ပြည်သူတွေစိတ်တက်မကြရဖို့အတွက်ကိုဒီမျိုးစုံနဲ့သူတို့စူးစမ်းနေတယ်အဲ့လိုမျိုးစူးစမ်းဖို့အတွက်သူတို့ရဲ့အသက်တွေကိုရင်းထားတယ်အဲ့တော့ကျွန်တော်တို့အနောက်ကနေပြီးအားပေးကြ တို့နဲ့အတူတူကျွန်တော်တို့ရှိကြောင်ပြကြမယ်ဒါပဲလိုအပ်တယ်ပေါ့နော်အဲ့တော့ဒါအညာဗျူဟာကဒါစီးရေးတာဝန်ရှိတဲ့သူတယောက်နဲ့ဒါကျွန်တော်တို့ဆက်သွယ်ပြီးတော့မေးမြန်းတဲ့ခါကျတော့ဒါမိုးကုတ်ကိုကျွန်တော်တို့အညာဗျူဟာကရောကြံတဲ့မန်ထရိုင်းဗျူဟာအဲပြီးရင်မိုးကုတ်ဗျူဟာအခြားမဟာမိတ်တွေနဲ့လွန်ခဲ့တဲ့နှစ်ရက်ကနေစပြီးတော့နေရာယူပါတယ်တဲ့ရအောင်တိုက်ခဲ့ကြတော့ကလည်းအများကြီးပါဝင်ခဲ့ကြတာပြီးတော့ဒီ TNL ဆုတ်သွားပြီမဲ့ PDF အင်အားနည်းမှမနေတာဒါတကယ်ဟုတ်တယ်ဟိုတချို့နေရာတွေမှာအဲ့လိုပေါ့နော်အဲနာမည်တစ်ခုနောက်ရောက်သွားပြီဆိုပေမဲ့အဲ့နာမည်အနောက်မှာပေါ့နော်အရေးအတွက်ဆိုတာရှိတယ်ဗျာ အဲ့တော့ PDF ရဲ့အရေးအတွက်ကလည်း net ရဲ့အရေးအတွက်မဟုတ်ဘူးအဲ့တော့ TNLA ဆိုပြီးတော့နောက်ဆုတ်သွားပြီဆိုတဲ့အချိန်မှာဒါဆုတ်ခွာမယ်ဆိုပြီးတော့ဒါသဘောတူလိုက်ပြီဆိုတဲ့အချိန်မှာ PDF ဆိုတာကြံသေးတယ်အဲ့ဒါတွေကိုကျွန်တော်တီးဖို့လိုတယ်ဗောနော်အဲ့တော့အရေးအတွက်တွေကလည်းအများကြီးရှိပါတယ်ဗောနော်ပြီးတော့ဒီ Mantine Tribe Viewer Man KI Mogo Bakaba အညာ Viewer မြင်းညံ Blood Tiger အများကြီးကြံသေးတယ်ပါလာဖပါဖအများပြည်သူနဲ့အတူတူရက်တည်ပြီးတိုက်ပွဲဝင်ပါမယ်ဆိုပြီးကတိဝတ်ပြုထားတဲ့အဖွဲ့တွေအများကြီးကိုကြံပါသေးတယ်အဲ့လိုနေရာမှာဒါအကုန်လုံးကဒါတပ်ဖွဲ့တွေပူပေါင်းပြီးတိမ့်ပိုက်ထားခဲ့တဲ့နေရာမို့လို့လာရှိုးလိုမျိုးဒါလွယ်လွယ်ကူကူပြတ်မပေးဘူးတဲ့ပဲမိုက်တယ်ကျွန်တော်တို့ကလည်းအဲ့ဒါကြိုက်တယ်တော်လိုင်းတပ်ဖွဲ့တွေကလည်းအဲ့လိုပဲဆန္ဒရှိလိမ့်မယ်ဗောနောပြည်သူကလည်းအဲ့လိုပဲဆန္ဒရှိလိမ့်မယ်စစ်ကောင်စီကအခုပြန်ရသွားပါတယ်ဆိုတဲ့နေရာတွေကဒီကောင်းနေအရင်ချင်းရှိလို့ရောက်သွားတာမဟုတ်ဘူး ဒီကောင်နေမှာတိုက်ခွိုင်းရင်လုံးဝမရှိတော့ဘူးကြီးရင်လေအကုန်သုံးနေတာပဲလေဒါပေမဲ့ဒီကောင်နေလုံးဝတိုက်ခွိုင်းရင်မရှိဘူးဒါဟာသူ့ရဲ့ဇန်ညိုသူတို့သဘောတူထားချက်အရသာဒီလိုမျိုးဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်ဒီဖီအားတွေကြောင့်သာသူတို့ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်တကယ်သာပြန်ခံချကြည့်စေကောင်းစီဘလို့ဒီရက်ပိုင်းလုံးနဲ့ဒီမျိုးတစ်မျိုးရဖို့လွယ်မလွယ်တော့နောင်ချိုဒီကောင်နေဘလောက်တိုက်ခဲ့ရလဲသိတဲ့အတိုင်းပဲပေါ့နော် ါကြအဲ့လိုပဲအခုဒါမိုးကုတ်ကိုအားလုံးကဝိုင်းဝန်းပြီးတော့ပူပေါင်းပြီးတော့ကာဝယ်မယ်တကယ်ကိုဇက်ရှင်မြင့်တဲ့အနေအထားမျိုးဇက်ကားတကားမှာဆိုရင်ပေါ့နော်အကုန်လုံးကလည်းဝိုင်းပြီးတော့အားပေးကြတယ်ပံ့ပိုးကြတယ်အာဒီတရက်တပ်ဖွဲ့တွေကလည်းမပူနဲ့ကျွန်တော်တို့ရှိတယ်ကျွန်တော်ပြည်သူတွေအတွက်ကျွန်တော်ကအာပြည်သူတွေကလည်းငါသားတွေငါယုံနေပါဗျာဟာတကယ်ကိုချစ်စရာကောင်းတဲ့တကယ်ပြာယုကြီးတစ်ခုဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လက်တွေ့ပါတဲ့အကူအညီတွေလည်းကျွန်တော်ပေးကြဖို့လိုတယ်အဲ့တော့နောက်ထပ်သတင်းကောင်းတဲ့ဟာကြီးလည်းရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီမိုးကုတ်အတွက်ရေးပါတဲ့ဖော်တော်လန်းစုံ အဲ့ဒီလမ်းစုံအနီးကတာဝါတိုင်းဂုံးကိုလည်းတလေးတစ်ဖက်တွေကပြန်ရထားတယ်အဲအဲ့ဒါလည်းမိုက်တယ်ဆိုတော့ကလွယ်လွယ်နဲ့မပေးဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ပူပူပြီးတော့သိရတယ်ဗျာဒီနေရာတွေကအရန်အရေးကြီးတာဖြစ်တဲ့အတွက်ဒီနေရာတွေကိုလွယ်လွယ်ကူကူလက်လုံဆောင်ရှုံးလိုက်ရတယ်ဆိုရင်စစ်ကောင်စီအတွက်ကြီးမားတဲ့အကျိုးမြတ်တွေရသွားမှာအဲ့အဲ့အကျိုးမြတ်တွေမရဖို့အတွက်ဒီနေရာကိုမရောက်အောင်ဟိုးထိတ်ကနေပြီးတော့တွတ်တိုက်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲအဲ့လိုပုံစံမျိုးပေါ့ဒါနဲ့ပတ်သက်လို့ဒါအညာဘီဝါကတာဝန်ရှိတဲ့ခုနစီတာဝန်ရှိတဲ့သူပေါ့နော်သူ့မင်းကြီးရဲ့ခါမှာလဲဒါ ။ MOD တရင်တပ်ဖွဲ့တွေအနေနဲ့ပူးပေါင်းပြီးတော့ဖော်တော့ကိုရောက်နေတဲ့ကောင်တွေကိုပြန်တိုးလိုက်တာ။ဖော်တော့ကတာဝါတိုင်းအထိပြန်သိမ်းပိုက်မိတယ်လို့အခြေအနေမျိုးပြန်ရတယ်တဲ့။အဲကိုဘက်ကပြန်အားတာတယ်ဆိုပြီးတော့ပြောရမှာပေါ့တဲ့။ဒါဒုတိယအချက်ကဒါအခုမိုးကုတ်မိုးမိတ်ပြန်ပေးရတဲ့အခြေအနေမှာဒီဘက်ကအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေတွေ့မှာပါတဲ့။အညာဘီဝါကလည်းသူတို့နဲ့အတူတူပူးပေါင်းပြီးတော့ခုခံကာကွယ်မှာပါကြိုက်တယ်ကျွန်တော်တို့ကသဘောကျတယ်ကျွန်တော်တို့ PDF တွေကအဲ့လိုပုံစံမျိုးပဲလုံးဝလွတ်လွတ်နဲ့တော့လက်လျှော့သွားမှာမဟုတ်ဘူးပေါ့နော် အဲပြီးတော့ကျွန်တော်တို့ဒါအပြစ်တင်တာမျိုးပဲဗောနော် DNA လေးဘာဖြစ်ညာဖြစ်ဒါမျိုးဖြစ်တင်တာလည်းရှိကြတယ်ဗောနော်ကျွန်တော်ခုနပြောလို့ပါပဲကျွန်တော်တို့ကဖြစ်တွေ့ပြကြဖို့လိုတယ်ဗောနော်ဟိုဘလို့ကြောင့်ဝင်ဖြစ်ဖြစ်ပေါ့ဗျာအမြင်တွေကတော့တူချင်မှတော့တူမှာပေါ့လေနော်ဒါပေမဲ့အကောင်းမြင်တဲ့စိတ်မျိုးတွေထားဖို့ကလည်းအရေးကြီးတယ်ဗောနော်အဲ့တော့တချို့အကူအညီတွေကကျွန်တော်တို့ရအပြစ်တင်မှုတွေကြောင့်လို့ပိတ်ပင်သွားနိုင်တာတွေရှိတယ်ဗောနော်အဲအဲဥစ္စာလေးတွေကလည်းကျွန်တော်သတိထားကြဖို့လိုတယ်ဒါကျွန်တော်ပြောလို့ရသလောက်လေးပြောပြတာပါဗောနော်နောက်တစ်ခုကတော့မင်းအောင်လည်းအယူကွက်ပေါ့ဗျာ အဲ့ဒါကတော့ဒါမြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးဆက်လက်ကျင့်သုံးဖို့အာဏာအနှင်းလိုက်တယ်လို့အော်ရိုပါ31ရက်နေ့ကဒါမြောက်လင်ကထုတ်ပြန်တယ်အဲ့တော့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဥပဒေကဲ့သို့အာဏာတည်သောအမိတ်3ပြည်သော2025ဖြင့်အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်းကြေညာထားသည့်တိုင်းဒေသကြီးပြည်နယ်များမှမြို့နယ်များတွင်ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်413 433ပုံမှန်ခွဲကာကွယ်အရာစစ်အုပ်ချုပ်ရေးအမိတ်ဆက်လက်ထုတ်ပြန်၍လုံပိုင်ခွင့်နှင့်တာဝန်များကိုတမတော်ကာကွယ်ရေးဦးစီးချုပ်မြောက်လိုင်းအား ်တမလောကကွေဦးစည်းချုပ်ကဆက်လက်အနင်းလိုက်တယ်အဲ့ဒါမင်းအောင်လိုက်လေအဲ့ဒါမင်းအောင်လိုက်အဲ့ဟောက်ဘယ်ဘသူကအနင်းလာလဲယာယီတမနာမင်းအောင်လိုက်ဒီကောင်ကဆဲမိတော့မယ်တကယ်ဟုတ်လားဒါကိုကြည့်ချင်းအဖြစ်ကိုပဲဒီကောင်နေသူတို့ရဲ့ဒီ63မျိုးနယ်ကသူတို့လုံးဝထိမ့်ချုပ်လို့မရသေးဘူးဆိုတဲ့ဟာမျိုးပေါ့နော်။ဘာကြောင့်လဲဆိုတော့စေုပ်စုကြီးညင်ညာထားတော့မယ်။စေုပ်ချုပ်ကြီးဆက်လက်ပြီးတော့ရှိနေတော့မယ်190ပေါ့နော်။ဆက်လက်ရှိနေတာဖြစ်တဲ့အတွက်ကျန်းကျန်းတန်းတန်းပုံစံမျိုးလုံးလာနိုင်ကြည်လည်းရှိတယ်။လုံးလည်းလုံးပါ။ အဲအဲ့လိုပဲပေါ့နော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီနေရာတွေကိုဒီကောင်းနေမထိန်းနိုင်ဘူးလို့ဝန်ခံလိုက်တာနဲ့လည်းအတူတူပဲ သူတို့မပိုင်သေးဘူးလို့ဝန်ခံလိုက်တာနဲ့လည်းအထူးတူပဲအဲ့တော့ပိုင်ဖို့အတွက်ထိန်းနိုင်ဖို့အတွက်ကိုလည်းကြမ်းကြမ်းတမ်းတမ်းလှုပ်ဆောင်နေမယ်ဆောက်ရှက်မရှိတာကခုနလိုပေါ့နော်မင်းအွန်လိုင်းကမင်းအွန်လိုင်းကိုဒီတာဝန်ပြန်ပေးတယ်ဆိုတဲ့ဟာကတော်တော်ရုပ်ပေါက်တယ်ပေါ့နော်ဒီကောင်ကအဲ့လိုပဲနိုင်ငံကိုအဲ့လိုမျိုးအုပ်စိုးချေလဲခြင်းတာအဲ့ဒါကြောင့်မလို့လဲဒီကောင်ရဲ့ရည်မှန်းချက်တွေအထမမြောက်ဖို့အတွက်ကိုကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်ကြရမှာဖြစ်တယ်ကိုတက်နိုင်တဲ့အပိုင်းတွေမှာဝိုင်းလုပ်ပြီးကြရမှာဖြစ်တယ်လာမယ့်ကာလအရင်ရေးကြည့်ပါတယ်ကျွန်တော်တို့ဒီကာလတွေမရောက်ခင်တည်းကရှေ့တောက်လျှောက်မှာကျွန်တော်ပြောခဲ့အခုဒီလိုကာလတွေကိုတဖြည်းဖြည်းနဲ့နှီးကပ်လာပြီအဲ့တော့ ကျွန်တော်တို့တလိုင်းတက်ဖွဲ့တွေပို့ပြီးတော့ဒိုက်ပွဲတွေဝင်နိုင်ဖို့ကျွန်တော်ပြည်သူတွေရဲ့အားတွေလိုပါတယ်ကျွန်တော်ပြည်သူတွေရဲ့ချစ်ချင်းမေတ္တာတွေလိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အကောင်းမြင်စိတ်လေးတွေနဲ့ကျွန်တော်တို့တက်ဖွဲ့တွေပို့ပြီးတော့အားရှိစေဖို့အတွက်ကိုတက်နိုင်တဲ့အပိုင်းတွေကနေပါဝင်ပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်